အားလုံးပဲမင်္ဂလာပါ Lollipop fan အနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ် Germination State အဆေးကိုအညောင်ဖောက်ခြင်းအဆင့်မှာကနဘစ်ဆိုင်ပြူရေးတွင်အခြေခံအကြဆုံးအဆင့်ဖြစ်ပါတယ်အဆေးများကိုအညောင်ဖောက်မီဆိုရင်နီလန်မျိုးမျိုးရှိပါတယ် Germination မှတ်သက်အမျိုးမျိုးရှိသည့်အနက်အလွယ်ကူဆုံးနီလန်ကတော့ Tissue Snow Tower Kitchen Tower တို့ကိုအသုံးပြု၍အညောင်ဖောက်ခြင်းဖြစ်ပါတယ် တခြား growing medium တွေဖြစ်တဲ့ meswine, rowu, swine blood အစရှိသဖြင့်မိမိနှစ်သက်ရာ medium များကိုလည်းရွေးချယ်အသုံးပြုနိုင်ပါတယ်။ benilan ကိုမဆိုအသုံးပြုသည့်ဖြစ်စေအညောင်ဖောက်ခြင်းအတွက်အ திக အကြဆုံးအချက်မှာပဝင်းခြင်းသည်ပူနွေးဆူဆွေး၍လင်းရောင်ဓာတ်ရိုက်မထိသောနေရာဖြစ်ရပါမယ်။ tissue နဲ့အညောင်ဖောက်ရင်အဆေများကို လွယ်လွယ်ကူကူအချိန်ကုန်တက်တာစွာတပြိုင်တည်းဖောင်းနိုင်သည့်အပြင်အညောင်းထွက်လာလျင် လွယ်လင်းတကူမြင်နိုင်ပြီးကျန်းမာတန်ဆွမ်းသောအညောင်းကိုရွေးချယ်ကမိမိနှစ်သက်ရာ growing median နဲ့တူပြောင်းရွှေ့စိုက်ပျိုးနိုင်ပါတယ်။ tissue ကိုအသုံးပြု၍အညောင်းဖောင်းပြီးဆိုရင်လေလုံးပြီးအဖွင့်အပိတ်လုံနိုင်သောဘူးသို့မဟုတ် box ထဲသို့ tissue ခင်း၍အဆိပ်များကိုထည့်ပြီး tissue ပြင်ပြန်အုပ်က tissue ဆူယုံများသာရေနှဲငယ်ဖြန့်၍အဖုံးပိတ်ထားပါမယ်။ တิชူးကိုရေဖြန်းရရင် ဆိုရဲသွားအောင်မဖြန်းမိစေရန်တတိပြုပါမယ်။ထို့နောက်အညောင်ဖောက်ထားသောပေါ့စ်ကိုအလင်းမဝင်စေရန် မောင်းထဲတွင်ထားပါမယ်။ထို့သို့ထားရင်လည်းအခုချိန်20ဒီဂရီဆယ်စီယပ်ကနေ25ဒီဂရီဆယ်စီယပ်ဆိုထိုင်းစာ80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းကြားတွင် ရှိသောနေရာတွင်ထားပါမယ်။၄၈နာရီကြာပြီးနောက်အစေကုန်ခွဲ၍အညောင်ထွက်မထွက်ဆစ်ဆေးရပါမယ်။ တရှူ6နေပါကထပ်မံ၍ရေဆူယုံပြန်ပြီးရန်လိုအပ်ပါတယ်48နာရီအတွင်းအညောင်မထွက်လျင်3ရက်မှ9ရက်ထိဆက်လက်ဆောင်ကြည့်ရပါမယ်9ရက်သို့မဟုတ်10ရက်ကျော်သည့်အထိအညောင်မထွက်ပါကအညောင်ဖောက်ထားသောပတ်ဝန်းကျင်နှင့်မိမိဝယ်ယူထားသော အစေး quality ကို ပြန်လည်ဆန်းစစ်ရန်လိုအပ်ပါတယ်ထွက်လာသောအညောင်များသည့် 122 cm အရှိရှိပါကမီမီနစ်သက်ရာ growing median တဲ့သို့ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီဖြစ်ပါလေ။နောက်ထပ်နီလန်ဖြစ်တဲ့မီမီနစ်သက်ရာ growing median တဲ့သို့အဆိတ်ကိုတိုက်ရိုက်ထည့်ပြီးအညောင်ဖောက်ခြင်းဒီလေထုံနည်းတူပဲဖြစ်ပါလေ။အဆိတ်ကို growing median တဲ့သို့1.5 cm ကနေ3 cm အနက်ထည့်ပြီးပါကရေနှဲငယ်ဖြန့်ပေးပြီးရေမချောက်အောင်တတိထားပေးကလိုအပ်သောအပူချိန်နဲ့စုထိုင်းစားရှိသောနေရာတွင် ထားပေးရပါမယ်။ အညောင်းထွက်ပြီးနောက် firstly တို့မဟုတ် cotyledon ထွက်လာပါက germination state အောင်မြင်ပြီဖြစ်ပါတယ်။